ဝတ်သားနှက်ချန်နီမေးထားတဲ့သူတွေအတွက်ချန်နီတွေများစွာရှိတဲ့ထဲကကျွန်တော်သိတဲ့နီးလန်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျာဝတ်သားခုနှစ်ပိတ်သာအနေတော်တုံးလေးတုံးပြီးတော့ရေနဲ့တန်ရှင်းအောင်စေရေတွေပြောင်းစစ်ထားတဲ့ထဲကိုဂျင်းကျက်သွင်ပြူထောင်းထားတာထည့်ပါမယ်ဂျင်းကျက်သွင်ပြူကိုအနှစ်ချက်မှထည့်ပြီးတော့ဒီထဲမှာမထည့်လဲရပါတယ်ကျွန်တော်တို့ဒီထဲမှာလည်းထည့်မယ်အနှစ်ချက်တဲ့ထဲမှာလည်းထည့်ပါမယ်နနင်းမော့ရဲ့အယောင်တင်မော့ရဲ့အရာသာနေနဲ့ကြက်သားမော့အချိုမော့စားငန်းပြားတွေတို့လည်းထည့်ပြီးတော့အားလုံးကြောသောမောက်မှုအောင်နေပေးရမှာဖြစ်ပါတယ်ဂျင်းကျက်သွင်ပြူပမာဏကတော့ဂျင်းက20လားကျက်သွင်ပြူ30လားထောင်းထားတာကိုအနှစ်ချက်တဲ့ထဲမှာတက်ဝက်ထည့်ပြီးတော့ခုဝတ်သားနေတဲ့ထဲမှာတက်ဝက်ထည့်တာဖြစ်ပါတယ်အားလုံးထည့်ပေးပြီးရင်တော့ ဝတ်သားတွေကိုအရသာတွေဝင်အောင်ရောသမမှုအောင်တစ်ချာလေးနယ်ပေးမယ်နယ်ပေးပြီးရင်တော့အရသာတွေပို့ဝင်သွားအောင်နာရီဝက်တနာရီလောက်ဒီတိုင်းလေးထားထားပေးအောင်ဖြစ်ပါတယ်အရသာတွေဝင်သွားအောင်တနာရီလောက်ထားပေးပြီးရင်တော့ကြော်ပါမယ်ကြော်တဲ့အခါမှာအကုန်လုံးအများကြီးတစ်ခါရဲ့ထည့်မကြော်ဘဲနဲ့ပေါ့နော်ကိုသုံးတဲ့စီပမာဏပုံမူတည်ပြီးနည်းနည်းချင်းထည့်ကြော်အောင်ဖြစ်ပါတယ်ကြော်တဲ့အခါမှာလည်းအရင်ကျက်တဲ့အထိမလိုပါဘူးဗျာနော်အပေါ်ရန်ကြော်လေးတင်းပြီးတော့အနည်းငယ်လောက်ကျက်သွားတဲ့အနေထားဒီဗီဒီယိုမှာပြတ်ထားသလိုအနေထားဒီကြော်ပေးပြီးရင်တော့ရပါပြီဆယ်ယူပြီးတော့ဇလုံတစ်ခုအိုးတစ်ခုထဲမှာထည့်ထားပြီးတော့အနှစ်ဆပြီးတော့ချက်ပါမယ်ဗျာအနှစ်ချက်ဖို့တော့ဝတ်သား9ပိတ်တာကိုတပိတ်တာကိုစီ15ကျပ်သားနှုန်းနဲ့စီတပိတ်တာနဲ့မှ9 ချက်သား CO ထဲမှာထည့်မယ်အစီပူလာပြီဆိုရင်တော့ဂျင်းကြက်သွင်ပြီးအရင်ဆုံးစီတက်မယ်ပေါ့နော်ကျွန်တော်ရှေ့မှာပြောသလိုပဲဂျင်းကြက်သွင်ပြီးတော့ထောင်းထားတာကိုကြက်သွင်ပြီးသုံးတဲ့ဒါဂျင်းနဲ့ဆယ်တာကိုရှေ့မှာတဝက်သုံးလိုက်တယ်အခုကတော့တဝက်ပေါ့နော်ဂျင်းကြက်သွင်ပြီးလေးထည့်ပြီးတော့ရောသမားမွေရောင်ွှေ့ပေးပြီးရင်တော့ကျွန်တော်တို့ကြက်သွင်နီကတော့နှစ်ပိတ်သခွဲထည့်ပါမယ်ဗျာနော်ကြက်သွင်နီနှစ်ပိတ်သခွဲပပလိထားတာကိုထည့်ပြီးတော့ဂျင်းကြက်သွင်ပြီးအနံလေးမှုေးလာပြီးတော့ကြက်သွင်နီလေးလည်းလုံးဝညှိုးပြီးတော့ပေါ့နော်လိတ်ပြီးတော့ တော်တော်လေးကျက်သွားတဲ့အထိနွမ်းသွားတဲ့အထိမှွေကြော်လေးကြော်ပေးရမှာဖြစ်ပါလိမ့်ပါနော်။မီးရဲ့နေထားပုံမူ TV အချိန်ကတော့အပြောင်းလဲရှိနိုင်တဲ့အတွက်ကြောင့်ကျက်သွန်နီမှွေတဲ့အချိန်တော့မပြောပြတော့ပါဘူး။အဓိကတော့ကျွန်တော်ရှေ့မှာပြောသလိုပဲပေါ့နော်။ကျက်သွန်နီလေးတွေတော်တော်လေးညှိုးသွားပြီးတော့နွမ်းပြီးတော့ကျက်သွားပြီးတော့အစိမ်းနဲ့ပျောက်သွားတဲ့အထိတောက်လျှောက်အိုးမကန့်အောင်မှွေပေးနေရမှာဖြစ်ပါလိမ့်။မှွေပေးနေနေကြော်ပေးနေနေကျွန်တော်ဒီမှာပြထားတဲ့အနေထားကိုရောက်သွားပြီးဆိုရင်တော့ခင်းအင်ဂျင်ဒီတပိတ်တာ60သာနုံနုံလေးလီတာတော့ထည့်မယ်။နွန်းနွန်းမော့ရဲ့အယောင်တင်မော့ရဲ့အနှစ်တွေရတာကျက်သားမော့အချို့မော့ရဲ့ထည့်ပါမယ်။ပြီးရင်တော့ရောသမမှွေအောင်မှွေပေးရမှာဖြစ်ပါလိမ့်ပါနော်။ခင်းအင်ဂျင်ဒီတွေလည်းလုံးဝကြည်ပြီးတော့အားလုံးရောသမမှွေပြီးတော့အ နှစ်ဖြစ်သွားတဲ့အထိပေါ့နော်ကျွန်တော်ဗီဒီယိုမှာပြထားလို့အနေထားဒီရောက်သွားအောင်တောက်လျှောက်အိုးမကန့်အောင်မှုေ့ပေးကြော်ပေးနေမှာဖြစ်ပါတယ်ဒီဝတ်သားနှစ်မှာကျွန်တော်တို့အနှစ်များများလိုချင်လို့ခန့်ညင်ဒီချက်တုံးတွေများများသုံးထားပါတယ်ကိုကအနှစ်ပို့လိုချင်လဲပို့ထည့်လို့ရတယ်လို့မျိုးအနှစ်နည်းနည်းပဲလိုချင်လဲခန့်ညင်ချက်တုံးတွေကိုရှော့ထည့်လို့ရပါတယ်ကျွန်တော်ဗီဒီယိုမှာပြထားလို့ခန့်ညင်ချက်တုံးတွေအနှစ်ဖြစ်သွားတဲ့အထိမှုေ့ပေးချက်ပေးပြီးသွားပြီဆိုရင်တော့ရှေ့မှာကြော်ထားတဲ့ဝတ်သားတွေကိုထည့်ပါမယ်ထည့်ပေးပြီးရင်တော့ဝတ်သားရဲ့ဒီအနှစ်တည်းရဲ့ရောသမားမှုရောင်မှုေ့ပေးရမှာဖြစ်ပါတယ်ပါနော်ခုနအနှစ်ဖြစ်သွားတဲ့အချိန်မှာခန့်ညင်ချက်တုံးတွေအနှစ်ကိုအရသာအပေါ့ငန်စိတ်ကြိုက်မြည်ပြီးတော့လူတို့ပို့ချော်လိုက်လို့ရပါတယ်ပါနော်ကျွန်တော်တော့အရသာကွက်တီပဲမလို့ထပ်မလိုက်တော့ပါဘူးအနှစ် ှစ်ရဲ့ကြော်ထားတဲ့ဝက်သားတုံးတွေရဲ့ရောသမောင်းမွေအောင်ဒီနေရာမှာတခြားလေးမှုပေးပါဗျာနော်ဝက်သားတုံးကလည်းမာသေးတယ်ဆိုတော့ဒီနေရာမှာအမွေခံပါသေးတယ်အားလုံးရောသမောင်းမွေတော့အောင်မှုပေးပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီထဲကိုရေထည့်มาဖြစ်ပါတယ်ဗျာရေပမာဏတော့ကျွန်တော်မှုနေတဲ့ရောက်ချိုအကြီးနဲ့၃ကွက်ထည့်ပါမယ်ဒါရောက်ချိုနဲ့၃ကွက်ဆိုရင်ကျွန်တော်ဟင်းရီတောက်ပကံလုံးအလက်ဆိုင်လေးနဲ့၃လုံးလောက်ပေါ့နော်ရောက်ချိုနဲ့၃ကွက်လိုပဲမှတ်လိုက်လိုက်ရပါဒါရောက်ချိုအကြီးဆိုင်ပေါ့နော်ရောက်ချိုနဲ့၃ကွက်ထည့်ပေးပြီးရင်တော့နည်းနည်းလေးရောသမောင်းမွေတော့အောင်မှုပေးမယ်ပေါ့နော်ဦးနှခမ်းလေးတွေပါလေးတက်ပေးမယ်နည်းနည်းလောက်မှုပေးပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့ဒါမီးပြင်းပြင်းလေးနဲ့ ဲ့ပဲအရေရောစီရောပေါ့နော်အာဘေ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 ာဆိုပြီးတော့တပွက်လောက်ပွက်လာတဲ့အထိတဲထားပေးလိုက်မှာဖြစ်ပါတယ်ဗျာမီးရင်နေထားမှာမို့ဒီပြီးအချိန်ပြောင်းလဲရှိနိုင်လို့ကျွန်တော်အချိန်နေတော့ထည့်မပြောတော့ပါဘူးကျွန်တော်ပြောသလိုပဲဘော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 ဆိုပြီးတော့စီဇန်နေရေးတန်းနေပြီးပြီးပွက်လာတဲ့အနေထားဒီအဖုံးလေးအုပ်ပြီးတော့တဲထားပြီးရင်တော့ကျွန်တော်ဒါအိုးကတ်လာမကတ်လာနည်းနည်းလေးအောက်ရှည်လေးကိုထိုးပြီးတော့ໝွေပေးမယ်အဲပြီးရင်တော့ကျွန်တော်တို့မီးရှော့မှာပေါ့နော်အဲနည်းနည်းလေးရောသမားໝွေသွားအောင်အိုးကတ်မကတ်လေးပေါ့နော်အထက်အောက်လေးနည်းနည်းလေးလှန်ပေးတဲ့ပုံစံမျိုးလေးໝွေပေးပြီးသွားပြီးဆိုရင်တော့ကျွန်တော်တို့မီးရှော့မှာပေါ့နော်ဒီမီးတွေကိုရှော့ပလိုက်ပြီးတော့မီးကြီးမီးနဲ့ နှံ့မှာဖြစ်ပါတယ်ဗျာနော်အဲဒီ C ရဲ့အပူချိန် O ရဲ့အပူချိန်အောက်ကမီဂျီမီလေးနဲ့ပဲကျွန်တော်အဖုံးလေးအုပ်ပြီးတော့ထည့်ထားတဲ့ရေလေးခန်းသွားပြီးတော့တော့ C ပဲကျန်တော့အနေထားကြီးရောက်သွားပြီးတော့ဝက်သားတုံးလေးတွေနူးအီသွားတဲ့အထိနှံ့မှာဖြစ်ပါတယ်ထင်းချောင်းတွေဝါးချောင်းတွေကိုဖယ်ထုတ်လိုက်တာဖြစ်ပါတယ်ဗျာနော်မီးတောက်တွေကိုဖယ်လိုက်ပြီးတော့မီးသွေးမီးလေးမီးဂျီမီလေးနဲ့နှံ့မှာဗျာနော်ကျွန်တော်တို့ကမီးဖို့စဖို့ကလေးကအောက်ထဲမှာမီးသွေးကလေးတွေထည့်ပြီးတော့ဖို့ထားတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီမီးဂျီမီမီးသွေးမီးလေးနဲ့ပဲကျွန်တော်တို့နှံ့မှာဗျာနော်မီးလျှော့ပြီးသွားရင်တော့အောက်ရှည်လေးကိုဗျာနော်ဒါအိုးမကက်အောင်နည်းနည်းလေးထိုးပြီးတော့မှွေပြီးမယ်ဗျာနော်အဲ့ဒီဝက်သား ားနဲ့နှက်တဲ့အချိန်မှာဒီနေရာတွေရောက်သွားလို့ရှိရင်လည်းခက်ချင်းချင်းမမွေပါနဲ့ဗျာနော်အရန်မွေလိုက်လို့ရှိရင်လည်းဝတ်သားတော့နေကြည်တောင်မျိုးပဲ့တောင်မျိုးဖြစ်တတ်ပါတယ်ကဲအဖုံးလေးအုပ်ပြီးတော့မီသွေးမီမီချင်းမီလေးနဲ့ပထမဆုံးကျွန်တော်မိနစ်20လောက်လုံးဝလှက်မကြည့်ပဲနဲ့အုပ်ထားလိုက်ပါရင်ဗျာနော်မိနစ်20လောက်အုပ်ထားပြီးပြီးရင်တော့တပြန်လောက်လှက်ကြည့်လိုက်ပါမယ်အဲ့နေရာမှာကျွန်တော်တို့ဒါအထောက်လှန်ပေးမှာပေါ့နော်ဒီနေရာမှာလည်းမွေတဲ့အချိန်မှာတေချာလေးဂရုစိုက်ပြီးတော့မွေပါအဲတေချာတာကတော့အောက်ရှေ့မှာရှိတဲ့ဝတ်သားတော့လေးဒါနည်းနည်းလေးဣသွားပြီပေါ့နော်အဲကျွန်တော် O ရဲ့အပူချိန် C ရဲ့အပူချိန်မီသွေးမီရဲ့အပူချိန်နဲ့ဒါနည်းနည်းဣသွားပြီပေါ့နော်အဲကျွန်တော်အထောက်လေးလှန်ပေးမယ်ဖွားဖွားလေးမွေပေးမယ်အ ပေါ်ကဝါသားလုံးနေအောက်ရအောင်အောက်ကဝါသားလုံးနေအပေါ်ရအောင်မှွေပေးပြီးတော့ထပ်အဖုံးနဲ့အုပ်ပြီးတော့အထပ်ပြီးတော့မီသွေးမီလေးနဲ့မီကြီးမီလေးနဲ့နှက်ထားမှာဖြစ်ပါတယ်ဗျာနော်ဝါသားလုံးလေးတွေကိုဒီနေရာမှာခရင်လေးနဲ့ထိုးကြည့်တာမျိုးအရသာလေးမြည်ကြည့်တာမျိုးလည်းလုပ်လို့ရပါတယ်အရသာအပေါ်ငယ်စိတ်ကြိုက်လို့တို့ပို့ချလိုက်လို့ရတယ်တရင်နဲ့မနူးလောက်ဘူးထင်လို့ရှိရင်လည်းကျွန်တော်တို့အိုးကတ်နိုင်တဲ့အနေထားဆိုရင်ရေထက်ထဲတောင်မျိုးပါမျိုးလည်းလုပ်ပေးဖို့လိုအပ်ရင်လည်းလုပ်ပေးရပါတယ်ဗျာနော်ကျွန်တော်တို့တော့မလိုအဲ့လိုအထပ်အောက်လေးလှန်မှွေပေးပြီးတော့အဖုံးလေးထပ်အုပ်လိုက်မယ်ပြီးရင်တော့မီကြီးမီလေးနဲ့နောက်ထပ် မိနစ်20လောက်ထပ်ပြီးတော့အုပ်ထားလိုက်ပါမယ်နောက်ထပ်မိနစ်20လောက်ထပ်အုပ်ပေးလိုက်တဲ့အချိန်မှာကတော့မိနစ်20မဟုတ်ဘူးပြကျွန်တော်တို့နောက်ထပ်ဒီမီးသွေးမီးတေသွားတဲ့အထိပေါ့နော်ကျွန်တော်တို့ထပ်အုပ်ပေးလိုက်တာပေါ့နော်လောကမီးလောကအောက်မှာမီးကြီးမီးကိုမရှိတော့ဘူးပေါ့နော်မီးတေသွားတဲ့အထိအုပ်ပေးလိုက်တဲ့အချိန်မှာတော့ကျွန်တော်တို့လိုချင်တဲ့အနေထားပေါ့နော်ရေလဲခန်းသွားပြီဝက်သားတုံးတွေကလည်းလောကအခောက်ကောအသားခင်းလေးနဲ့ထိုးကြည့်လိုက်ဣဖတ်နေပြီပေါ့နော်အရသာရီပိုင်းလည်းအလုံးโอเคသွားပြီဆိုရင်တော့အရသာရှိတဲ့စားခြင်းစပွဲဝက်သားနှက်လေးကိုရရှိပဲဖြစ်ပါလိမ့်ပါနော်ကျွန်တော်ရှေ့မှာပြောသလိုပဲ နှက်တဲ့နီလန်းနဲ့ချက်တဲ့နီလန်းနဲ့များစွာရှိရတဲ့ကကျွန်တော်တရေရှိသိတဲ့နီလန်းလေးကိုရိုက်ကူးတင်ဆက်မျှဝေပေးတာဖြစ်ပါတယ်ဗျာနော်အဲ့တော့လိုအပ်တဲ့သူတွေလေးလာနေတဲ့သူတွေအတွက်အကျိုးရှိတယ်မယ်လို့မျှော်လင့်ပါတယ်လိုက်ရန်ရှယ်လေးနဲ့လိုအပ်သူလူများစုရအောင်ပြန်လည်မျှဝေပေးသွားဖို့လည်းအားလုံးတောင်းဆိုပါတယ်ဗျာကျွန်တော်တင်တဲ့မြတ်ဗီဒီယိုလေးကိုလေးလာကြည့်ရှုအားပေးကြတဲ့တူဦးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ